ရညကြံပါရှင်ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့တကြနေ့အတွက် CJ Black Power ရဲ့နေ့စဉ်သတင်းလာအစီအစဉ်ကိုတင်ဆက်ပေးသွားပါမယ်။ဒီမှာကအစီအစဉ်တင်ဆက်သူစင်ဒီပါဒီကနေ့မှာတော့ထိုင်းမြန်မာနယ်စပ်ကုတ်သွေးရေးမှာအရေးပါတဲ့မောတောင်မျိုးကို KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေတင်ပိုက်ဆိုတဲ့သတင်း။ PLA ရဲ့စစ်စင်ရေးတွေနေပြည်တော်နီးရောက်လာတဲ့သတင်း။ကရင်နယ်သားသက် BGF ဘုံမှုလောက်ကစားပွဲတွေလုပ်နေတဲ့သတင်း။ ဒီသတင်းလေးအပါအဝင်ထူးခြားတဲ့ပြည်တွင်သတင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသားပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့ထိုင်းမြန်မာနယ်စပ်ကုတ်သွယ်ရေးမှအရေးပါတဲ့မောတောင်မျိုး KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေတိုက်ပိုက်လိုက်တဲ့သတင်းကိုတော့ကိုနာကြီးကပြောပြပေးပါမယ်ရှင်။ထိုင်းမြန်မာနယ်စပ်ကုတ်သွယ်ရေးအတွက်အရေးပါတဲ့တန်းလိုက်တိုင်းမောတောင်မျိုးကိုအရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မဟာလေးရဲ့ဦးဆောင်မှုနဲ့ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ထိစစ်မဲ့ရွာစစ်ကြော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဓမ္မပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA FFD drone force နဲ့တော်လိုင်းပူပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီးဒီကနေ့နိုဝင်ဘာ14ရက်နေ့မှာအပြည့်သက်တိုက်ခိုက်သေးမဲ့လိုက်ပြီးဖြစ်ကြောင်း KNU ကထုတ်ပြန်ပါတယ်။ဒါဟာတော်လိုင်းတပ်ဖွဲ့တွေအတွက်တင်းလိုက်တိုင်းထဲမှာပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့မျိုးတစ်မျိုးဖြစ်လာခဲ့ပါတယ်။ဝတော်မျိုးဟာရိုးရိုးမျိုးတစ်မျိုးတော့မဟုတ်ပါဘူး။သူဟာနေ့စဉ်ဖြန်းဖြားကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ6000ကျင်းရှိတဲ့ရေးပါတဲ့နေဆက်ကုန်သွယ်ဂိတ်တစ်ခုဖြစ်ပါတယ်။ အာနာသိမ့်ပြီး9နှစ်တာကာလတစ်လျှောက်လုံးစစ်ကောင်မကြီးကလက်လွတ်မခံပဲထိန်းချုပ်ထားခဲ့တဲ့ဒီမျိုးကိုတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်တာဟာစစ်ကောင်မကြီးရဲ့အုပ်ချုပ်ရေးရန်ရာကိုသာမကသူတို့ရဲ့အခွန်ဝင်ငွေကိုပါတရိုက်ထိခိုက်စေတဲ့ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပါပဲဒီမျိုးသိမ်းတိုက်ပွဲဟာ၄ရက်ကြာမြင့်ခဲ့ပြီးအဲ့ဒီအတွင်းမှာစစ်ကောင်မရှင်ဘက်ကလည်းလေကြောင်းကနေအပြင်းထန်ဘုံကျဲတခိုက်ခဲ့တယ်လို့ KNU မိတ်တော်ဝယ်ခင်ကထုတ်ပြန်ထားပါတယ်။ဒါပေမဲ့မြို့ပေါ်မှာခြေဆိုင်ထားတဲ့ခြေလင်တက်လေးနှစ်နှစ်လေးအမြောက်ကုန်းနဲ့ရဲစ ကန့်တွေအလုံးကိုတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ရှင်ကမြောက်ရီတံတားပိတ်ထားချိန်မှာအစာထုတ်ခိတ်ဖြစ်အုံပြူကိုစစ်ကောင်မရှင်ကိုယ်တိုင်ကမျှော်လင့်ခဲ့တဲ့ဒီမျိုးကိုတော်လိုင်းအင်အားစုတွေကသိမ်းပိုက်နိုင်ခဲ့တာဒေသဟာ KNUK မြို့သားစီယုံရဲ့တနောစီမြို့နယ်ရုံးဆိုင်ရာနေရာတစ်ခုဖြစ်ခဲ့ပြီး1990ခုနှစ်မှာမြန်မာစစ်တပ်ကတာလွန်အင်အားနဲ့တိုက်ခိုက်သိမ်းယူခဲ့တဲ့နေရာကိုအခုခါမှာပြန်လည်ရောက်ယူနိုင်ခဲ့တယ်လို့ KNU ကဆိုပါတယ်။ဒီကရဲမေလာဇန်ပိုင်းကလည်း KNL နဲ့ပူပေါင်းတပ်တွေက ခီခီနေဆက်ကုံသွေးစခန်းကိုသိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။ဒေတက်မတော့ PLA ဟာစစ်ကောမရှိရဲ့အမာခံနေမြေဖြစ်တဲ့နေပြည်တော်တက်ကုံမြို့နယ်ထဲကအရေးပါတဲ့ကင်းစခန်းတစ်ခုကိုဝင်ရောက်စီးနင်းနိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ PLA ရဲ့အဆိုအရနိုဝင်ဘာလ12ရက်နေ့ညပိုင်းမှာသူတို့ဟာနှစ်နှစ်နေပါကြအထိုင်ကျတက်ဆွဲထားတဲ့ရေဒနာမြေလုံးကျိုးရေးကင်းစခန်းကိုဝင်ရောက်စီးနင်းခဲ့တာပါ။ဒီစခန်းဟာအရာရှိတွေပါဝင်စစ်အင်အားတောက်တင်တဲ့စခန်းတစ်ခုဖြစ်ပြီး စကောင်စီတို့အဓိကအသက်သွေးကြောဖြစ်တဲ့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးနဲ့လည်းတိတ်မွေးပါဘူး။ PLA ကတော့အနီးနားကစစ်ကောင်မရှင်စစ်ကြောင်းတွေထွက်ခွာနေချိန်ကိုအခွင့်ကောင်းယူပြီးဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီးတော့စခန်းမှာကျန်းရှိတဲ့တပ်သားတွေဟာခုခံတိုက်ခိုက်တာမရှိဘဲထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။သူတို့ဟာကင်းစခန်းတစ်ခုလုံးကိုဝင်ရောက်ရှင်းလင်းနိုင်ခဲ့ပြီးငွေသားတချို့ကြီးတချို့နဲ့စစ်တုံးဆောက်ပစ္စည်းတွေကိုသိမ်းဆည်းရမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဒီတိုက်ခိုက်မှုဟာနေပြည်တော်ထဲကပထမဆုံးတိုက်ခိုက်မှုတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့ကလည်းအမြန်လမ်းမကြီးပေါ်ကတရားဂိတ်တစ်ခုကိုနေပြည်တော် PDF တက်ရင်833ကဝင်ရောက်ပြတ်ခတ်ခဲ့ပြီးစစ်ကောင်စီတပ်သား2ဦးသေဆုံးခဲ့ပါသေးတယ်။စစ်မှုထမ်းတပ်တန်းပြည်သူအချို့ကိုပြန်လွှတ်ပေးပြီးသူတို့အတွက်အလောက်ကံတွေပါစီစဉ်ပေးသွားမယ်လို့စစ်ကော်မရှင်ကသူတို့ရဲ့ဝါဒဖြန့်တင်စားတွေကနေဝါဒဖြန့်နေပါတယ်။တကယ်တမ်းမှာတော့ဒီလိုပြန်လွှတ်ပေးခံရသူတွေဟာတာမန်ပြည်သူထဲကလူငယ်တွေမဟုတ်ပဲ တို့နဲ့နီးစပ်သူတွေသာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့ community ကပြောပြပေးပါမယ်ရှင်။စစ်ကောင်စီဝါရောပြန်သတင်းစာတွေမှာတော့စစ်မှုထမ်းတပ်တန်းပြည်သူတချို့ကိုပြန်လွှတ်ပေးပြီးသူတို့အတွက်အလုပ်ကိုင်တွေပါစီစဉ်ပေးသွားမယ်လို့အကြီးအကျယ်ဖော်ပြခဲ့ပါတယ်။ဒါပေမဲ့ဒီလို့ရဟာလာမယ့်ရွေးကောက်ပွဲအတွက်မဲဆွဲစည်းရုံးတာနဲ့စစ်မှုထမ်းဥပဒေပေါ်ပြည်သူတွေရဲ့ကြောက်ရွံ့မှုကိုရှင်းချပြီးလူတွေထပ်မံစုဆောင်းနိုင်ဖို့အတွက်သာဖြစ်တယ်လို့သုံးသပ်သူတွေကပြောပါတယ်အခုဒါအရေးပေါ်အခြေအနေကပထမရွေးကောက်ပွဲအတွက်မဲပြီးရင် လူသစ်စုလို့လွယ်အောင်ဝါရဖြန့်ဒါကြောင့်မလို့သူတို့နီးဆက်ရအခုသူတို့ရုပ်တံလွှဲနေတဲ့အထက်မှကြည့်လိုက်ရမယ်ဆိုရင်တော့မှပဲလွင့်လွတ်ပြတဲ့သူတွေထဲမှာမှတ်တမ်းဓာတ်ပုံကိုကြည့်လိုက်ပါအဲ့မှတ်တမ်းဓာတ်ပုံမှာအခုပဲသူတို့စစ်သားသာသမီဖြစ်နေတယ်စစ်ကောင်မရှင်ရဲ့စစ်မှုထမ်းဥပဒေဒီဥပဒေတွေရမိဘတွေကစစ်တပ်မှာတာဝန်ထမ်းဆောင်နေရင်ဒါမှမဟုတ်မိဘနှစ်ပါးစလုံးကဌာနဆိုင်ရာဝန်ထမ်းတွေဖြစ်နေမှသာစစ်မှုထမ်းကာလကိုရှော့ပေါ်ခွင့်ရကြတာပါဒါကြောင့်မို့လို့အခုလိုပြန်လှုပ်ခံရသူတွေဟာစစ်ကောင်ရှင်နဲ့နှိစက်သူတွေတာဖြစ်ပါတယ် 2024ခုနှစ်ဖေဖော်ဝါရီလမှာစတင်ခဲ့တဲ့စစ်မှုထမ်းဥပဒေကိုအသက်သင်ခဲ့ပြီးနောက်ပိုင်းအပတ်စဉ်16ခုတွေဖွင့်လှစ်ခဲ့ရမှာပြည်မြအားဖြင့်လူငယ်6000နီးပါးကိုအဓမ္မတသားတွေဖြည့်စုဆောင်ထားခဲ့ပြီးဖြစ်ပါတယ်။လူထောင်တောင်ကြီးစုဆောင်ထားတာကိုအလွန်ဆုံးပြန်ထွက်ရမှာတပတ်စင်မှာမှ90တရာလောက်ပဲဒါတော့မသေးချာဘူးဒီလိုဝါရဖြတ်မှလဲသူတို့လူတက်ဆက်စီယုံလို့ရမှာလို့မြန်မာစစ်ဘက်ကြီးကလေလာယူဖွဲ့ PDF ဆိုင်ကတာဝန်ရှိသူတို့ကတုံ့သက်ပါတယ်အခုလိုအဓမ္မစုဆောင်ခံရတဲ့လူငယ်အများစုဟာရေးချင်ကာလာတိုလီအပြီးမှာပဲ ရှီလန်းစစ်မြေပြင်တွေကိုချက်ချင်းပို့ဆောင်ခံခဲ့ရပါတယ်။ကျိုးစံအနေနဲ့ထိခိုက်သေးဆုံးသူတွေအများပြားရှိနေလို့ရခိုင်စစ်မျက်နှာလိုနေရာတွေမှာဆိုရင်အေထန်ကိုအစုလိုက်ပြုံလိုက်လက်နက်ချအလင်းဝင်လာသူတွေထဲမှာလည်းသူတို့အများဆုံးပါဝင်နေတာကိုတွေ့ရပါတယ်။တိုင်းရင်းစစ်ကြီးခြေဆိုင် BGF တက်ရင်တစ်တုံညာနှစ်တရက်တက်ရင်မှုဘိုးမူစောဘလူးရဲ့မွေးနေ့ထိမ်းမဆိုပြီးစိုက်မယိုနယ်ကျောက်တော်မြို့နယ်အဆက်ဖားတိတ်ကျွာမှာနေရညာပါနောက်ကစားဝိုင်းကြီးတွေပျော့ပျော့တင်းတင်းကျင်းပနေတယ်လို့ဒေသခံတွေကပြောပါတယ် အော်တိုဘာလကုန်ကလေးကစတင်ကျင်းပနေရဖြစ်ပြီးဒေတာခံတွေရဲ့အဆိုအရဘလုံးပွဲကနမေခံတက်တက်သာဖြစ်ပြီးအဓိကကတော့လောက်ကစားဝိုင်းနေပါပဲအာကစားပြောပြီးတော့လောက်ကစားတွေနဲ့လူတို့ကိုဒုက္ခပေးနေတာအင်္ဂလုံဝိုင်းတွေတင်20ကျော်တယ်ငါပြက်ကင်းတွေလည်းရှိတယ် BGF တက်တာတွေကပဲလက်နက်တွေနဲ့လုံခြုံရေးယူပေးထားတာနေရညရအဆက်မပြတ်လုပ်နေတာပဲလို့ဒေတာခံတူကပြောပါတယ် BGF ဆိုတာကတော့စစ်ကော်မရှင်ရဲ့တရားဝင်လက်အောက်ခံဖြစ်ရက်တည်နေတဲ့လက်နက်ကအဖွဲ့ဖြစ်ပြီး ရှီကောကိုနယ်ကီကီပတ်လိုကြားချမ်းမျိုးတော်ကြီးတွေကို အကာအကွယ်ပေးထားတဲ့အတွက်အမေရိကန်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေခံစားရတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုနှိစပ်ပေးပါမယ်ရှင်။ထိုင်းပြည်ရဲ့တရုတ်ခီးစင်ဟာနှစ်50ပြည့်ထိမ့်မှတ်ခီးစင်ဆိုတဲ့ခေါင်းစဉ်အောက်ကနေအမေရိကန်ရဲ့အော်စာကြဆင်နေချိန်မှာတရုတ်နိုင်ငံနဲ့စီးပွားရေးအရရောမဟာဗျူဟာမြောက်ပါပိုမိုနီကက်စွာပူပေါင်းဆောင်ရွက်သွားမယ့်ထိုင်းနိုင်ငံရဲ့နိုင်ငံသားရေးမူဝါဒအလှည့်ပြောင်းတဲ့တစ်ခုကိုစတင်လိုက်ပါတယ်။ ကွန်မြူနီကပြပြပေးပါမယ်ရှင်။ရုတ်ထိုင်းတန်မန်စစ်စိုင်290ပြည့်အထိမ်းမဲ့ဖြစ်ထိုင်းပြည်မဟာဝစီယာလောင်ကွန်းဟာတရုတ်နိုင်ငံကိုကြာသပတေးနေ့မှာတရုတ်ဝင်လေပတ်ကြီးရောက်ရှိနေပါတယ်။ဒါဟာ1995ခုနှစ်နောက်ပိုင်းထိုင်းနိုင်ငံရဲ့ဘီယင်တပားအနေနဲ့တရုတ်နိုင်ငံကိုပထမဆုံးကျင်းတရုတ်ဝင်သွားရောက်တဲ့ခီးစဉ်ဖြစ်ပါတယ်။တရုတ်ဆိုရမီဒီယာတွေကတော့ထိုင်းပြည်နဲ့စပိန်ပြည်တို့ရဲ့ဒီခီးစဉ်တွေကိုအကြီးအကျယ်ပုံဖော်နေပါတယ်။ဒါဟာတရုတ်နိုင်ငံက ယုံကြည်စိတ်ချရတဲ့မိတ်ဆွေဖြစ်ကြောင်းနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အခွန်တိုးမြင့်မှုတွေကြောင့်ဖြစ်ပေါ်နေတဲ့စီးပွားရေးမတည်ငြိမ်မှုတွေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်ကြောင်းကြားတတ်လိုက်တာလို့ဆိုပါရယ်ဒီခီးစဉ်ဟာအမေရိကန်ဩဇာလွှမ်းမိုးမှုတည်တည်တသာကြာဆင်းနေချိန်တရုတ်နိုင်ငံဒေသတွင်းအရေးပါမှုကိုထပ်မံအတည်ပြုလိုက်တာပဲလို့ Berry အခြေဆိုင်ပညာရှင်တို့ဖြစ်သူ Julia Lowes ကသုံးသပ်ပါရယ်အချိန်ကစီးရေးတိုက်ပွဲကာလမှာကွန်မြူနီဝါရောက်ကိုဆန့်ကျင်တိုက်ဖြစ်ဖို့အမေရိကန်ရဲ့ခိုင်ခိုင်မာမာမဟာမိတ်ဖွဲ့ခဲ့တဲ့ထိုင်းနိုင်ငံဟာ တရုတ်ကိုချိန်ချောက်မှုတစ်ခုအဖြစ်ရှုမြင်ခဲ့ပါတယ်။ဘီယင်ဘူမီဘောကိုယ်တိုင်ဘေကျင်းရဲ့ဖိတ်ကြားချက်တွေကိုလက်မခံဘဲအမေရိကန်ကသာတွားရောက်ခဲ့တာကသမိုင်းသက်သေပါပဲ။ဒါပေမဲ့အခုခါကတော့အခြေအနေတွေပြောင်းလဲသွားပါပြီ။တရုတ်ဟာထိုင်းနိုင်ငံအကြီးဆုံးကုန်သွယ်ဘက်နိုင်ငံအမေရိကယင်းနှိမ့်နယ်သူဖြစ်လာခဲ့ပါတယ်။ထရိုင်လိုရဲ့တွေကြောင့်အမေရိကန်ဟာယုံကြည်စိတ်ချရတဲ့မဟာမိတ်တဦးဖုတ်တော်ဘူးဆိုတာထင်ရှားလာတဲ့အချိန်ထိုင်းနိုင်ငံအတွက်တရုတ်နဲ့ထိထိရောက်ရောက်ဆက်ဆံမှုကပိုပြီးအရေးကြီးလာတယ်လို့ န်ဒန်ချီဆိုင် SOES Tube Institute ရဲ့ Director Professor Steven ကပြောပါတယ်။ဒီမရချီဂျင်ဖင်ကတော့ဒီတွေ့ဆုံမှုမှာနိုင်ငံချိတ်ဆက်မဲ့ရထားလမ်းစီမံကိန်းလို့အဓိကစီမံကိန်းကြီးတွေမှာပူပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့တဲ့ထိုင်းနိုင်ငံကစိုက်ပျိုးရေးထုတ်ကုန်တွေကိုတရုတ်နိုင်ငံကပုံမှန်တင်သွင်းနိုင်ရေးကိုလေးပေးဆွေးနွေးခဲ့တယ်လို့စင်ဝါသတင်းဌာနကဖော်ပြပါရတယ်။ဒီအုပ်စုကမီဒီယာတွေကတော့လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကလေးကတည်ရှိခဲ့တဲ့နိုင်ငံကုန်သွယ်ရေးသမိုင်းကိုကိုးကားပြီးနာဂတ်ဆက်ဆံရေးကို အဲ့ဒီပုံမှာတိဆောက်တင်တယ်လို့ရေးသားနေကြပါတယ်။ထိုင်းမြေဒီခင်းစင်ဟာနေ90ပြည့်အထိမ်းအမှတ်ခီးစင်ဆိုတဲ့ခေါင်းစဉ်အောက်ကနေအမေရိကန်ရဲ့ဩဇာကြားဆင်းနေခြင်းတရုတ်နိုင်ငံရဲ့စီးပွားရေးရာရောမဟာဗျူဟာမြောက်ပိုင်းပုံမူနီကပ်ပူပေါင်းဆောင်ရွက်မဲ့ထိုင်းနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒအလှည့်ပြောင်းတစ်ခုကိုတရားဝင်ကြေညာလိုက်တာပဲဖြစ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံဟာ G7 အင်အားကြီးနိုင်ငံများအုပ်စုရဲ့နျူကလ িয়ার လက်နက်အပြည့်အတိုင်းချက်တဲ့ရေတောင်းဆိုချက်ကိုပြင်းပြင်းထန်ထန်ပယ်ချလိုက်ပြီး သူတို့ရဲ့နျူကလ িয়ার အစီအစဉ်ဟာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဖြစ်တယ်လို့တရားဝင်ကြွေးကြော်လိုက်ပါတယ်ကိုနာကြီးကပြောပြပေးပါမယ်။ရက်ကိုရီးယားနိုင်ငံသားရဲ့ဝင်ကြီးချွတ်ဆွန်ဟီက KCNA သတင်းဌာနကတဆင့်ထုတ်ပြန်ရမှာ G7 ဖွဲ့ကိုကမ္ဘာအကြီးဆုံးနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံကဥဆောင်နေတဲ့နျူကလ িয়ার မဟာမိတ်အုပ်စုလို့ပြင်းပြင်းထန်ထန်သုံးလုံးခဲ့ပါတယ်။သူကဒီဘက်မှာအချုပ်ချာအာနာပိုင်နိုင်ငံတနိုင်ငံရဲ့လွန်ကြိုရေးဆိုင်ရာရွေးချယ်မှုကိုဝင်ရောက်ဆက်ဖက်ခွင့်မရှိဘူးလို့ဆိုပါတယ်။ကိုရီးယားကျွန်းဆွယ်ရဲ့ တကယ်ငြိမ်းချမ်းရေးလမ်းကြောင်းဟာလက်တွေ့မဆန်တဲ့နျူကလ িয়ার ဖြတ်သိမ်းရေးကိုတောင်းဆိုနေတာမဟုတ်ပဲမြောက်ကိုရီးယားရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစားဖို့ပဲဖြစ်တယ်လို့သူကပြောကြားခဲ့ပါတယ်ဒီလိုပြင်းထန်တဲ့တုံ့ပြန်မှုဟာဂျီဇဘန်နိုင်ငံသားရဲ့ဝင်ကြီးတွေကသူတို့ရဲ့အစည်းအဝေးအပြီးမှာပူးတဲ့ညင်ညာချက်တစ်ခုထုတ်ပြန်ခဲ့ပြီးနောက်မှာထွက်ပေါ်လာတာပါအဲ့ဒီညင်ညာချက်မှာတော့မြောက်ကိုရီးယားရဲ့နျူကလ িয়ার နဲ့ပယ်ထိန်ဒုံးကျည်အစီအစဉ်တွေကိုပြင်းထန်စွာရှုံချကြောင်းမြောက်ကိုရီးယားရဲ့ခရစ်တိုကာရန်စီခိုးယူမှုတွေအပေါ်အလွန်အမင်းစိုးရိမ်ကြောင်းနဲ့ နိုင်ငံသားတွေကိုပြန်ပေးဆွဲခဲ့တဲ့ပြဿနာကိုအပြန်ဆုံးဖြေရှင်းဖို့တိုက်တွန်းထားပါတယ်။ G7 ရဲ့ cryptocurrency ခိုးယူမှုအပေါ်စိုးရိမ်မှုတွေရဲ့နောက်ကွယ်မှာတော့ခိုင်မာတဲ့အထောက်အထားတွေရှိနေပါတယ်။နိုင်ငံတကာစောင့်ကြည့်အဖွဲ့တွေရဲ့အဆိုအရရက်ကိုရီးယားဟက်ကာတွေက2025ခုနှစ်တနေ့ထဲမှာတင် cryptocurrency ဒေါ်လာ1ဘီလီယံကျော်ကိုခိုးယူနိုင်ခဲ့ပြီးဒါအသိုင်းတစ်လျှောက်အများဆုံးပမာဏဖြစ်ခဲ့ပါတယ်။ဂျပန်နိုင်ငံရဲ့ဝန်ကြီးကတော့ဒီခိုးယူရရှိတဲ့ငွေတွေနဲ့ပြည်ပကအတီလုံသားတွေစီကရတဲ့ဝင်ငွေတွေဟာရက်ကိုရီးယားရဲ့ နျူကလ িয়ার နဲ့ဒုံးကျည်အစီအစဉ်အတွက်အဓိကငွေကြေးအရင်းမြစ်ဖြစ်နေတယ်လို့ထောက်ပြခဲ့ပါတယ်။မနက်ပြန်နိုဝင်ဘာလ15ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုမပြောပြသေးခင်မြင်းငလင်လောက်ခတ်ခဲ့တဲ့အခြေအနေတခုကိုတင်ဆက်ပေးလိုပါတယ်။ဒီကနေ့နိုဝင်ဘာလ14ရက်နေ့ညနေ4:00နာရီ8မိနစ်ခန့်မှာသခိုင်းတိုင်းမော်လိုက်မြို့အနောက်ဘက်26မိုင်ခန့်အကွာကိုဗဟိုပြုပြီး Richter scale အင်အား3.8စင်းရှိတဲ့အင်အားနည်းငယ်ရှိတဲ့မြင်းငလင်တခုလောက်ခတ်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံကိုတက်ရောက်နိုင်တဲ့ထူးခြားမိုးလေဝသအခြေအနေတွေအနေနဲ့ကတော့ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေပြင်းနယ်ရုပ်ဝန်ဟာဒီနေ့မှာတော့တရီလင်္ကာနိုင်ငံအနီးပင်လယ်ပြင်ကနေအန်ဒမန်ကျွန်းအနီးထိလေပြင်းနယ်ရုပ်ဝန်တစ်ခုဖြစ်ပြောင်းလဲတည်ရှိနေပါတယ်။ဒီလိုပင်လယ်ပြင်အတွင်းလေဒူးမငြိမ်သက်မှုတွေကြောင့်မြန်မာနိုင်ငံကံယူတန်းဒေသတချို့မှာတိမ်ထူထက်တာမိုးရသွန်းတာတွေဖြစ်နိုင်ပြီးနေရာကွက်မိုးသည်ထန်တာတွေလည်းဖြစ်ပေါ်နိုင်ပါရဲ့ရှင်။ရက်ဝေခမှန်ချက်တွေအရကတော့အဲ့ဒီလေပြင်းနယ်ရုပ်ဝန်ဟာ မုံတိုင်းတစ်လုံးအထိဖြစ်လာနိုင်စေရှိပြီးအိန္ဒိယနိုင်ငံကံယူရန်ဒေတာတွေကိုဝင်ရောက်ဖို့ရှိနေတာကိုတွေ့ရပါတယ်။ဒီလိပြန်နယ်ရေဝန်ကနေမုံတိုင်းဖြစ်လာနိုင်ပြီးမဲ့မြန်မာနိုင်ငံအတွက်တော့မိုးအကုံဆောင်းကူကာလာအတွင်းအရှင်းမြောက်လေအေးစီးကြောင်းတွေဖြစ်တဲ့ဆောင်းမုတ်တုံတွေဝင်ရောက်လာတာကြောင့်ဆောင်းနေမိုးနဲ့မိုးနှင်းငယ်များသာရွာသွန်းနိုင်မှာဖြစ်ပါရဲ့ရှင်။နေပြည်မာတော့ AOD တိုင်းမှာနေရာစစ်စိတ်ကနေနေရာကျကျရန်ကုန်တိုင်းပဲခူးတိုင်းတို့မှာနေရာကွက်ကြားမိုးနှင်းငယ်ရွာနိုင်မှာဖြစ်ပါရဲ့ရှင်။ ထူးခြားမှုအနေနဲ့ကတော့ပသိမ်ကြောက်ကုန်ကံကြီးကြောက်တာပေါင်းမြောင်းများဝါခင်မရွှေလောင်ပန်တက်နော်ညောင်တုံးကြိုက်လက်ဆိုင်မြို့နယ်တွေမှာမိုးနှင်းငယ်ကနေမိုးတင်းတင်းရွာနိုင်ပြီးနေရာကွက်မိုးများနိုင်ပါရဲ့ရှင်။မင်းချံမြူဆိုင်မှုတွေကတော့ကချင်ပြည်စကိုင်းတိုင်းအထက်ပိုင်းချင်းပြည်မြောက်ပိုင်းနဲ့ရှမ်းပြည်တို့မှာနေရာဆက်ဆက်မြူထူထပ်နိုင်ပြီးဘကိုးတိုင်းနဲ့အရာဝတီတိုင်းတို့မှာလည်းနေရာကျကျမြူထူထပ်စွာကြာရောက်နိုင်ပါရဲ့ရှင်။ ဒါကြောင့်ဒီနေ့ညနေပိုင်းကနေမနက်စောပိုင်းတွင်ကုန်းလန်ခီးရေလန်ခီးသွားလာသူတွေအနေနဲ့သတိပြုသွားလာကြဖို့အကြံပြုလိုပါတယ်ရှင်။နေ့ပူချိန်တွင်အနေနဲ့ကတော့ကန်ယိုရန်ဒေတာတွေအပါအဝင်မြန်မာနိုင်ငံတောက်ဘက်ပိုင်းဒေတာတွေမှာနေ့ပူချိန်31ဒီဂရီဆဲစီယိတ်ထိမြင့်တက်လာပြီးတနင်္လာရီတိုင်းမှာတော့ခရင်လွန်ရောက်ကြီးအညွန့်ကိ UV index ရှစ်ကနေကိုဆင်းရှိနေတာကိုမိုးလေဝသခန့်မှန်မော်ဒယ်တွေမှာတွေ့ရပါတယ်။ပင်လယ်ပြင်အခြေအနေတွေကိုပြောပြရရင်တော့မြန်မာပင်လယ်ပြင်မှာလိုင်းတင်းတင်းရှိနေပြီး လှိုင်းမြင့်ဟာ၅ဘေးကနေ9ဘေးခန့်ရှိနိုင်ပါတယ်။အထူးသတိပေးလိုတာကတော့မွန်တနင်းသားကြီးကံယူရန်တလျှောက်မှာအရှိဘက်ကလေစီကြောင်းတွေဝင်ရောက်တိုက်လာပြီးမိုင်30ကနေမိုင်40အတွင်းတိုက်ခတ်နိုင်တာကြောင့်ကန်နီကံဝေးရေလုတ်သားတွေအနေနဲ့သတိပြုကြပါလို့သတိပေးလိုပါတယ်ရှင်။မူလဝတ္တပြည့်စင်တွေဟာချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CG platform ရဲ့နောက်ဆုံးရမူလဝတ္တခန့်မှန်းချက်တွေကိုလည်းဆက်လက်ဆောက်ကြည့်ပေးကြဖို့မြစ်တရရဲ့ခံလိုပါရှင်။ CJ Platform ရဲ့တင်ဆက်စီစဉ်လေးကို CJ Platform ရဲ့ Facebook စာမျက်နှာပြင် YouTube မှာလည်း Subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်။ဒီနေ့တွင်နေ့စဉ်တင်လာစီစဉ်ကိုတော့ဒီမှာပဲရန်နာပြဆဲရှင်။ CJ Platform ရဲ့တင်ဆက်စီစဉ်လေးကိုစမျှော်ကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုယ်ကြီးကျမချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတဘာဝပြီးစစ်ပေတွေကနေကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်။